စစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲကနိုင်ငံတည်ငြိမ်အေဂျင်စီကိုဖော်ဆောင်ပေးနိုင်မှာဖြစ်လို့ရွေးကောက်ပွဲကိုထောက်ခံအားပေးပြီးရွေးကောက်ပွဲဖြစ်မြောက်ဖို့ကာကွယ်ပေးသွားမယ်လို့ကရင်တိုင်းသားလက်နက်ကိုင်အုံဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။ဒီမိုကရေစီကြိုးပြုတ်ကရင်တပ်မတော် DKPA နေချာဆောင်တက် BGF နဲ့ KNU ခွဲထွက်အဖွဲ့ဖြစ်တဲ့ကရင်ငင်းချမ်းရေးကောင်စီ KNU KNL PC တို့ကစက်တင်ဘာလ28ရက်ရက်စွဲနဲ့ထုတ်ပြန်လာပါတယ်။ကရင်တိုင်းသားလက်နက်ကိုင်အဖွဲ့စည်း3ခုရဲ့ခေါင်းဆောင်တွေဟာကရင်ပြည်နယ် BGF အမှတ်နှစ်တပ်ဌာနချုပ်မှပြုလုပ်ခဲ့တဲ့ကရင်ပြည်နယ်နဲ့ပြည်သူလူထုအနာဂတ်အတွက်တွဲဆောင်ဆွေးနွေးပွဲအပြီးမှာအခုလိုထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။ကရင်မျိုးသားစည်းရုံးဗဟို KNU ကတော့စစ်ကောင်စီပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲကိုလုံးဝဆန့်ကျင်ကြောင်းထုတ်ပြန်ထားပြီးရွေးကောက်ပွဲဖြစ်များအောင်ပူးပေါင်းဆောင်ရွက်သူတွေကိုလည်းစောင့်ကြည့်အရေးယူသွားမယ်လို့ပြောဆိုထားပါတယ်ခင်ဗျာ။ မြန်မာအရင်နဲ့ပတ်သက်ပြီးအာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုအများယုံကြည်မှုပြန်လည်ရရှိရတဲ့အတွက်ကျိုးပန်းအားထုတ်မှုတွေအရှိန်မြှင့်လှုပ်ဆောင်နိုင်ဖို့အာဆီယံကိုမလေးရှားကတိုက်တွန်းလိုက်တဲ့အကြောင်းဒက်ဆန်မလေးရှားသတင်းစာမှာစက်တင်ဘာလ28ရက်နေ့ကဖော်ပြပါဗျ။ပြခဲ့တဲ့စနေနေ့မှာကျင်းပတဲ့အကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာမလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကမိန့်ခွန်းပြောကြားမှာအခုလိုထည့်သွင်းပြောကြားလိုက်တာပါမြန်မာနိုင်ငံမှာပြစ်ခတ်ရစေးသဘောတူညီချတဲ့နယ်မြေတချို့မှာ ပြတ်ပြားပြီးအကြမ်းဖက်မှုတွေကအရသားတွေကိုဆက်လက်အနေနဲ့ပြုနေတာကြောင့်အလွန်စိတ်ပျက်မိတယ်လို့မလေးရှားနိုင်ငံတိုင်းဝန်ကြီးကပြောပါတယ်။ဒါပြင်မြန်မာနိုင်ငံဟာအထူးကြံနိုင်ငံမဟုတ်ပဲအာဆီယံဒေသရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာကိုအာဏာရသူတွေကသဘောပေါက်မှာဖြစ်တယ်လို့မြန်မာအကျက်တဲ့အတွက်မြန်မာပိုင်းမြန်မာဦးဆောင်တဲ့ဖြစ်ရှင်းမှုတစ်ခုရလာဖို့ယုံကြည်ချက်ရှိရှိလက်တွဲလှုပ်ဆောင်မယ်ဆိုရင်ပြည်သူတွေအားလုံးအတွက်တောက်ပပြီးဘေကင်းလုံခြုံမှုရှိတဲ့အနာဂတ်ကိုရရှိလာမှာဖြစ်တယ်လို့လည်းပြောဆိုခဲ့ပါတယ်ခင်ဗျာ။ ARI time ဥပင်မြို့အမှတ်၁ရပ်ကွက်အုပ်ချုပ်ရေးမှုကစစ်မှုထမ်းထောက်ပံ့ခြင်းအတွက် လုပ်ငန်းရှင်တွေစီကနေငွေကြေး၅သန်းကနေတသိန်းအထိလစဉ်ငွေတောင်းယူနေတယ်လို့မဥပင်မြို့ကန်တွေစီကနေသိရပါတယ်။အမှတ်၁ရပ်ကွက်အုပ်ချုပ်ရေးမှုအောင်နိုင်ဆိုးဟာစစ်မှုထမ်းထောက်ပံ့ခြင်းဆိုကတိန်တောင်ကိုတစ်လ၅သန်းကျပ်ကနေတသိန်းကျပ်အထိကောက်ခံနေတာကြောင့်တိုင်ကြားခံထားရတာပါ။ ဒါကြောင့်ရက်ွက်နေသူတွေစီကနေပတ်စံကဖို့အဆင်မပြေတော့ပဲလုပ်ငန်းရှင်တွေစီကနေလစဉ်ခွဲတန်းကြကောက်ယူနေတယ်လို့သိရပါဗျ။အမတ်တရက်ွက်ထဲမှာရှိတဲ့စက်တောက်ဆိုင်တစ်ဆက်တစ်ဆိုင်တဲခုတ်ခန်းထမင်းဆိုင်လက်ဖေးဆိုင်နဲ့နှလုံးသုံးလုံးရောင်းတဲ့ဒိုင်းတွေစီကနေတလားကိုတသိန်းကျက်စီလာစဉ်ကောက်ယူနေပြီးကုံ၆ဆိုင်အသေးလေးတွေစီမှာတော့တလားကိုငွေကျပ်၃၀၀ကနေ၅၀၀ကျပ်အထိကောက်ခံနေတယ်လို့လုပ်ငန်းရှင်တွေနဲ့နှိဆက်သူကပြောပါရတယ်။ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက်ရက်ွက်ကျွရအုပ်ချုပ်မှုတွေစစ်မှုရဟောင်းတွေကြန့်ခိုင်ရေးပါတီဝင်တွေနဲ့စစ်တပ်နဲ့ပနာတင်တဲ့သူတွေကိုအစားထိုးပြန်လည်ခန့်အပ်ထားတာပါခင်ဗျာ။ကရင်ပြည်နယ်မြားရီမြို့နယ်ရှိမင်းလက်ပံရွာဖုံတော်ကြီးကျောင်းတရရဲ့ဓမ္မယုံကိုစစ်ကောင်စီတပ်ကစက်တင်ဘာလ28ရက်မနက်အစောပိုင်းတနင်္ဂနွေကမောင်းသူမဲ့ကာမီကာဆီဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။မြောက်ရီခြေဆိုင်ခလာရ295တပ်တွင်းကနေလွတ်တင်လာတဲ့ကာမီကာဆီမောင်းသူမဲ့ဒရုန်းနဲ့မြောက်ရီမြို့တောင်ဘက်ရှိ မင်းလက်ပံရွာဖုံတော်ကြီးချောင်းကိုရွေချက်ရှိရှိတိုက်ခိုက်ခဲ့တာလို့ဒေသခံကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်ဒီတိုက်ခိုက်မှုကြောင့်ကျောင်းဆောင်အနေနဲ့ပျက်စီးသွားပေမဲ့တန်ဃာတော်နဲ့ပြည်သူတွေကတော့ထိခိုက်ဒဏ်ရာရသေဆုံးတာမရှိခဲ့ပါဘူးခင်ဗျာမကွေးတိုင်းပေါင်းမြုံနယ်ထဲမှာစက်တင်ဘာလ25ရက်နေ့ကစစ်တပ်စစ်ကြောင်းနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေတွင်တော်လိုင်းရဲတပ်ဖွဲ့ဝင်တချို့ကြာဆုံးခဲ့တယ်လို့လက်နက်ခဲယမ်းတွေနဲ့တော်လိုင်းရဲတပ်စခန်းတစ်ခုလည်းဆုံးရှုံးခဲ့ရတယ်လို့တော်လိုင်းရဲတပ်ဖွဲ့တွေစီကနေသိရပါရတယ်။ ရေပြွာနီးမှာရှိတဲ့တော်လိုင်းတက်စခန်းတစ်ခုအသိန်းခံလာရတာဖြစ်ပြီးရဲဘော့အကြအဆုံနဲ့လက်နက်ခဏ်ရတချို့တင်ပိုက်ခံရတဲ့အခြေအနေသေးစိတ်ကိုတော့မသိရသေးဘူးလို့ဆိုပါရယ်ရေပြွချေရနီးကပုံတောင်နတ်ထိတ်မှာတော်လိုင်းတက်ဖွဲ့တွေတင်ယူထားတဲ့ကပါစာ24ကာကင်းစခန်းကိုပြန်လည်ရယူနိုင်ဖို့စစ်ကောင်စီတပ်ဘက်ကအင်အား200လောက်နဲ့ပြီးခဲ့တဲ့ဩဂုတ်လကုန်ပိုင်းကတည်းကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးတိုက်ခိုက်တာတွေအပြင်လေကြောင်းတိုက်ခိုက်တာတွေလည်းအများပြားရှိခဲ့တယ်လို့ဆိုပါရယ် စစ်ကောင်စီရဲ့ဝါဒဖြန့် Telegram Channel တွေမှာတော့ရေဖြူကျွေးရအနီးမှာရှိတဲ့တော်လိုင်းတက်စကန်ကနေတော်လိုင်းရဲဘော်တွေရဲ့ရုပ်အလောင်း၄လောင်းတနက်၈လက်နဲ့ခဲရန်တွေတင်စီရရှိခဲ့တယ်လို့ဓာတ်ပုံတွေနဲ့တကွရေးသားဖော်ပြထားတာတွေ့ရပါတယ်ခင်ဗျာအာနာတင်းစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲဟာလုံးဝအတူရောင်ရွေးကောက်ပွဲပဲဖြစ်လိမ့်မယ်လို့အမေရိကန်တပ်မဟောင်းစကော့မာစီယေက TVB နဲ့တီးတန့်တွေ့ဆုံမေးမြန်းခန်းမှာပြောကြားလိုက်ပါတယ်မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တပ်မဟောင်း Scott Marcier ဟာ2016ကနေ2020ခုနှစ်အတွင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။အင်းနီချင်းနိုင်ငံတွေအတွက်ဒီရွေးကောက်ပွဲကနေအဆင်ပြေသွားပြီပြောဖို့လုံလောက်နိုင်ပေမဲ့အချက်တဲကိုတော့အခြေခံကြကြဖြည့်ရှင်းပေးနိုင်မှာမဟုတ်ဘူးလို့သူကသုံးသပ်ခဲ့ပါတယ်။ ဒီရွေးကောက်ပွဲဟာ NLD ပါဝင်ခွင့်မရှိတဲ့အပြင်တရားမဝင်စစ်ကောင်စီကအများပြည်သူလိုလားတဲ့ဒါမှမဟုတ်လိုအပ်တယ်လို့ယုံကြည်ကြောင်းတတ်သိမပြနိုင်ဘဲရွေးကောက်ပွဲတွေကိုကျင်းပဖို့စူးစမ်းနေတာလို့လည်းထောက်ပြခဲ့ပါတယ်ခင်ဗျာရခိုင်ပြည်နယ်တန်တွဲမြို့တောင်ဘက်တန်တွဲခွာလန်ကဗဒဲခေါ်ရွာအနောက်ဘက်တောင်ကျောကိုစစ်ကောင်စီတပ်ကစက်တင်ဘာလ28ရက်ည7:00နာရီကျော်မှာဘုံကျဲပြီးရဲတပ်ကနေလည်းလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျာ။ တန်တရမြို့နယ်မိုင်း၃၀ဝင်းကျင်ဝင်တဲ့ဗဒဲကောရွာအနောက်ဘက်တောင်ကျောကိုစစ်ကောင်စီတပ်ကပစ်ခတ်တာဖြစ်ပြီးရွာတွေထဲတော့မကြဘူးလို့တန်တရမြို့ကန်က DVB ကိုပြောပါတယ်။အရခတပ်တော်အေးထိန်းချုပ်တဲ့ရခိုင်ကမြို့နယ်၁၄မြို့နယ်တဲကဆယ်မြို့နယ်မှာရွေးကောက်ပွဲမလုပ်ဘူးလို့စစ်ကောင်စီကထုတ်ပြန်ခဲ့ပြီးတဲ့နောက်စီရင်မှမပါတဲ့တန်တရနဲ့တောင်ကုန်းမြို့တွေကိုဘုံကျဲတိုက်ခိုက်လာတာလို့ဆိုပါတယ်။ စက်တင်ဘာလ29ရက်နေ့ကလည်းတန်တွဲမြို့ အမှတ်၄ရပ်ကွက်ညောင်ပင်စည်းကိုစစ်ကောင်စီတပ်ကဘုံနှစ်ကြိမ်ကျဲချခဲ့တဲ့အတွက်အရသာတယောက်တည်ဆုံပြီးကလေးငယ်၂ယောက်နဲ့ကိုဝင်ဆောင်တယောက်ပါဝင်6ယောက်တန်ရရှိခဲ့ပြီးတော့အင်းရှစ်လုံးပျက်စီးခဲ့တယ်လို့သိရပါပါခင်ဗျာရွေးကောက်ပွဲဥပဒေနဲ့ပါတီမတ်ပုံတင်ဥပဒေနေဥပဒေတွေကိုကြော်လွန်ပြီးစစ်တပ်ပါတီဖြစ်တဲ့ကြန့်ခိုင်ပါတီဥက္ကဋ္ဌဦးခင်ကြီးဟာစက်တင်ဘာလ28ရက်မှာမဲဆွယ်စည်းရုံးနာကိုစတင်လှုပ်ဆောင်နေပါတယ်။ ရွေးကောက်ပွဲမကျင်းပခင်ရပ်ပေါင်း60အတွင်းမှသာမဲဆွယ်စည်းရုံးရမယ်လို့ဥပဒေက ပြဋ္ဌာန်းထားတဲ့အပြင်စစ်ကောင်စီဩဇာခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကလည်းမဲဆွယ်ခွင့်ကာလကိုလက်ရှိမှာတတ်မှတ်ကြေညာပေးတာမရှိသေးပါဘူး UEC ကမဲဆွယ်ကာလကိုတတ်မှတ်မပေးခင်စက်တင်ဘာလ28ရက်ညပိုင်းမှာဥခင်ကြီးကသူ့ရဲ့ Facebook လူမှုကွန်ရက်ကနေတဆင့်အချိန်တမနစ်ခွဲဝန်းကျင်ရှိတဲ့ဟောပြောချက်ရုပ်သံဖိုင်ကိုတင်ခဲ့တာကိုတွေ့ရပါတယ် နားထောင်ကားရုံတက်တက်စံပုတ်တွေလိုအလွတ်ရွတ်ပြနေမဲ့အစားအရွေးရှိတဲ့ရလက်ကောင်းတွေကိုအကောင့်ထဲပို့ဖို့အရေးချင်းရှိတဲ့လူပုဂ္ဂိုလ်တွေအပြေအဝါရှိတယ်လို့ဥခင်ကြီးကရုပ်တံဖိုင်မှာထည့်သွင်းပြောကြားသွားခဲ့ပါတယ်။နိုင်ငံရေးပါတီတွေမဲဆွဲစည်းရုံးခွင့်နဲ့ပတ်သက်လို့နိုင်ငံမိုင်းရေဒီယိုနဲ့ရုံးမြင့်တန်ကြားအစီအစဉ်တွေကတဆင့်ဟောပြောတင်ပြချက်တွေကိုလာမယ့်အော်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာလ26ရက်နေ့ထိခွင့်ပြုပေးသွားမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်ခင်ဗျာ။